မင်္ဂလာပါခင်ဗျာ Eorica Passion တင်ဆက်နေတဲ့ Editor စကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ Main Online လက်ထက်အစိုးဆုံးငလင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ Eori မြန်မာပိုင်း Editor ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ Eori ရဲ့ Editor ချုပ်ကောင်စော်ဖြစ်ပါတယ်ပေါ်သောမင်္ဂလာပါမင်္ဂလာပါကြောကဒီနေ့မလ28ရက်နေ့မွန်လွယ်ပိုင်း 12:50မိနစ်မှာ လာမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်ကီလိုမီတာ20လောက်အကွာကိုဗဟုပြုပြီးတော့အာအင်အားရီချက်စတာစကေးခုနှစ်တသမခုနှစ်ပေါ့နော်အင်အားအလွန်ပြင်းတဲ့အခြေအနေပါဒီငလင်တစ်ခုလှုပ်ခတ်သွားတယ်ဒီငလင်လှုပ်ခတ်မှုကြောင့်လာဟိုတိုင်းတချို့မှာပြည်နယ်တချို့မှာ ထိခိုက်ဆုံးရှုံးမှုတွေအဆောက်အုံပျက်စီးမှုတွေကြီးကြီးမားမားဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ခုနကခေါင်းစဉ်မှာမိတ်ဆက်ခဲ့တယ်လို့ပဲဒါ အနာသိန်းကောင်းဆောင်ဘူဂျိုမူဂျီမင်းအွန်လိုင်းရဲ့ဒီလက်ထက်မှာအစိုးဆုံးလှုပ်ခဲခဲ့တဲ့ငလင်လို့ပြောလို့ရပါဘူးနော်ပျက်စီးတွေလည်းများတယ်ဆိုတော့ဒီအကြောင်းအရာနဲ့စပြီးကျွန်တော်တို့ဒီစကားဝိုင်းဆွေးနွေးကြအောင်ဆိုတော့ဆိုတော့ဘူဂျိုဂျီမင်းအွန်လိုင်းရဲ့လက်ထက်မှာဒါကတော့ super earthquake ပေါ့တကယ် super super earthquake ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်ဆိုတော့အရင်တော့ကျွန်တော်တို့ဟိုရေကြီးရာတွေဖြစ်ခဲ့တယ်မိနစ်ကဆိုရင်ပြီးတော့မုန်တိုင်းတန်ခံခဲ့ရတာတွေရှိတယ် ဒါပေမဲ့အဲ့ဒီဟာတွေနဲ့ရှင်တော့ဒီနေ့ကျွန်တော်တို့ဒီ recording လုပ်နေတဲ့အချိန်မှာကျွန်တော်ဒီတည်င်းကိုရေးနေတယ်ပြောနေတဲ့အချိန်မှာပဲထွက်လာတဲ့တည်င်းတွေအရင်များတယ်ကျွန်တော်တို့ဆီလာတာအဲ့ဒီတည်င်းတွေဟာကျွန်တော် absorb လုပ်ရတယ်ကျွန်တော်စူးစမ်းပြီးနားလည်အောင်စူးစမ်းရတယ်ဒီကနေပြီးတော့ထိုင်ပြီးတော့အဲ့လားသူတပြင်းမန္တလေးနေပြီးတော့စကိုင်းမှာဖြစ်နေတဲ့အပြည့်စည်တွေတေဆုံးမှုတွေတည်င်းတွေကျွန်တော်ရနေတဲ့အချိန်မှာဒီတည်င်းတွေကိုကျွန်တော်ထုတ်ဒီဒီဆွေးနွေးဒီဒီအဲ့ဒီတော့ထောက်ကိုပြောတာပေါ့နော် ဆိုတော့ကျွန်တော်ကသုံးချက်သွားတွေ့တယ်ပျက်စီးဆုံးရှုံးမှုအခြေအနေကိစ္စကိုကျွန်တော် damage ကိုကျွန်တော်ဘယ်လောက်သိပြီးပြီလဲဒီတော့ဒီလောက်ပြင်းထန်တဲ့ဒီငလင်ကြောကြောင့်ဟဲ့လားဘေးနာပတ်ဝန်းကျင်နိုင်ငံတွေဖြစ်ထိုင်းနိုင်ငံအပါဝင်တရုတ်ပါထိခိုက်မှုတွေရှိတယ်တရားမှုတွေရှိတယ်ဆိုတော့ကျွန်တော်တို့သိရတယ်နောက်တစ်ခုကတော့ပြောချင်တာတော့ဒီဒီစကိုင်းပြပြကျော်ကနေဖြစ်ခဲ့တဲ့ဘောင်ကောတုံးစင်မှာတစ်ခါဖြစ်ခဲ့တာရှိတယ် ဲ့ဒါပကိုးငလင်လို့နာမည်ကြီးခဲ့တဲ့လူပေါင်းထောင်နဲ့ကြီးပြီးတည်ဆုံခဲ့တာရှိပါတယ်1985မှာဖြစ်ခဲ့တဲ့ပကံငလင်ရှိပါဒါတွေအားလုံးအခုအခုစကိုင်းပြည့်ပြည့်ကျော်ကနေဖြစ်ခဲ့တဲ့ခုနကကြောက်ခါပြောသားလို့ပဲကီလိုမီတာ20กว่าမှာဖြစ်ခဲ့တဲ့ဟာတွေပေါ့နော်ဆိုတော့နှစ်ပေါင်းတရာအတွင်းမှာပြန်ဖြစ်လေရှိတယ်လို့ပြောလေရှိပါတယ်ဆိုဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်မှာနံပါတ်1အချက်ကတော့ဘာမှပြင်ဆင်မှုမရှိဘူးဆိုတဲ့ကိစ္စပေါ့နော်။အော်ကျွန်တော်စဉ်းစားကြည့်တယ်။နံပါတ်3အချက်ကတော့ကျွန်တော်တို့ဒါတွေနဲ့ပတ်သက်ရင် ်ဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့နိုင်ငံတကာပါလိကူညီလို့ရမယ်စကိစ္စပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီဟိုပြောမယ်ဆိုလို့ရှိရင် အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဟာမြန်မာပြည်သူတွေကဒီမင်းဆိုးမင်းညက်တန်းတကယ်ကိုအလူးလဲခံခဲ့ရတယ်ပေါ့နော်ဒီလိုတန်နေခံခဲ့ရတဲ့ပြင်ခုနကကိုအောင်စောပြောခဲ့တယ်လို့ပဲတဘာဝဘီအန်ဒရယ်တွေလည်းတောက်လျှောက်ကြုံနေရတယ်ဒီလိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကြုံတွေ့နေရတဲ့ဒုက္ခတောကတွေကြားထဲမှာ ဒီလိုသဘာဝဘေးဒဏ်တွေပါခံခဲ့ရတာမျိုးပေါ့နော်ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်လေယာကိမုံတိုင်းတံပေါ့ပြင်းနံမှာအဓိကဗိုလ်ပြူတိုက်ခိုက်ခဲ့တဲ့ယာကိမုံတံကျွန်တော်တို့အဖျားခတ်တာတော့လူပေါင်းရာနဲ့ချီပြီးတေဆုံးခဲ့ရတယ်အဆောက်အုံတွေမြောက်များစွာကျွန်တော်တို့ပျက်စီးဆုံးရှုံးခဲ့ရတာတွေဖြစ်ခဲ့တယ်အခုဒီနေ့ဖြစ်တဲ့ဖြစ်စဉ်မှာဆိုလို့ရှိရင်လေဟာမြန်မာနိုင်ငံမှာဟိုကျွန်တော်တို့ဒီနေ့ဒီစီးရင်ကောက်ရထားတဲ့အချက်လက်တချို့အရာဆိုလို့ရှိရင်ဟာသခိုင်း မန္တလေးနေပြီးတော့ဟာပဲခူးနဲ့ရှမ်းပြည်နယ်ဒီမှာဒါကျွန်တော်လက်လက်မိတလို့ရရှိထားတဲ့အချက်လက်တွေပေါ့နော်ဒီနေရာတွေမှာတော်တော်လေးထိခိုက်ပျက်စီးမှုတွေတေဆုံးမှုတွေရှိခဲ့တယ်ဥပမာစကိုင်းမှာဆိုလို့ရှိရင်စကိုင်းတရာဟောင်းညပြိုကျပျက်စီးသွားတာရှိရယ်တော်တော်ကိုစိုးစိုးဝါပြိုကျပျက်စီးသွားတာပေါ့လေနောက်ပြီးတော့လူနေမြို့ပေါ်မှာလူနေအဆောက်အအုံနေနဲ့ဟလာဒီရှီဟောင်းအဆောက်အအုံတွေတော်တော်များများပျက်စီးသွားတယ်နောက်မန္တလေးမှာဆိုလို့ရှိရင်လည်းနမ်းမြို့ယူတို့ဟလာ အထင်ကြီးရမေနူအုပ်ကြောင်းမေနူအုပ်ကြောင်းပြတ်သွားတယ်ကျွန်တော်ကြားတယ်။နောက်လေစိတ်တွေဟိုတယ်တွေလာဒီအထက်မြင့်အဆောက်အုံတွေမြေကြီးတွေကိုကြုံကြသွားတဲ့အချင်းပြိုကျသွားတာတွေအများကြီးကြုံခဲ့ရတာတွေဟိုကျွန်တော်တွေ့ရတယ်။နောက်ဒါပေမဲ့ဒီသတင်းတွေကဒါပေမဲ့ဒီသတင်းတွေကကျွန်တော်တို့ကျွန်တော်တို့ recording လုပ်နေတဲ့ချိန်မှာဒီသတင်းတွေရဲ့တကယ်အပြည့်အစုံသတင်းတွေကျွန်တော်တို့မရသေးဘူး။ဟုတ်ကဲ့။တကယ်တကယ်တကယ်ကြီးမားတဲ့အပြည့်အစုံတွေကဆက်ပြီးတော့ report တက်နေမှာလို့ကျွန်တော်ဟုတ်ကဲ့။အဲ့အဲ့ချိန်ပြောချင်တာကဘာလဲဆိုတော့ ီချိန်မှာ RFA တို့ VOA တို့ဟလာအဲ့လိုမျိုးတွေအခုပြတ်ပြင်မရှိတော့တဲ့အချိန်ကာလလည်းဖြစ်တယ်။အဲကျွန်တော်တို့ဒီကနေ့မြေပြင်သတင်းတောက်တွေမြေပြင်မှာရှိတဲ့ဟလာမြေပြင်မှာရှိတဲ့သူတွေကနေတက်လာတဲ့သတင်းတွေနဲ့ကျွန်တော်တို့ဒီကသတင်းတွေကိုအချိန်မီဒီမှာရှိတဲ့မီဒီယာတွေကတင်ပြနေတာ။အဲ့ဒီခုတော့စေမင်းသားကောင်းပါလား။ခုကောင်းတာတော့ပြည်သူတွေကမြေပြင်မှာဖြစ်နေတဲ့ဟာတွေကို online မှာတင်ပေးကြတယ်ဗောနိဒီကနေပြီးတော့ကျွန်တော်အချက်လက်တွေရခုနမန်းလေးမှာပြက်စီးတဲ့အထဲမှာဆိုလို့ရှိရင်ခုန မစိုးရင်အကြောင်းတိုက်ကအဆောက်အုံတွေပါတယ်လားခုနကလိုဘလီတွေဆိုလို့ရှိရင်လည်းပြူကြပျက်စီးသွားတာလေအများကြီးကျွန်တော်ပြိမိနေတာလေကျွန်တော်တို့သိရတယ်ဒါပေမဲ့တကယ်တဲ့အချက်အပြည့်ဘာတွေဖြစ်နေလဲဘယ်နှယောက်ဆုံးသွားပြီလဲဘယ်နှယောက်တေခဲ့ပြီလဲဒဏ်ရာရသူကဘယ်သူတွေလဲဆိုတဲ့တွေကျွန်တော်မရသေးဘူးအဲ့ဒီမှာကျွန်တော်တို့ဟလာကျွန်တော်တို့ ਨੇ ပတ်သက်တဲ့ဟလာမိတ်ဆွေတွေဆွေမျိုးတွေအဲ့လိုအဲ့လိုမျိုးတွေလည်းအများကြီးပါတာကျွန်တော်တွေ့ရတာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဟိုလက်ရှိမြန်မာနိုင်ငံအခြေအနေကလည်းဟို ဖြစ်နေတဲ့နေရာတွေဒေတာတွေအကုန်လုံးကအချက်လက်တွေကိုရနိုင်ဖို့မလွယ်ဘူးပေါ့နော်ဒီစစ်ကောင်စီဆိုရလဲဒီသူတို့ကုညီမဲတို့ဘာတို့ရှေ့ကိုထွက်ပြတာတို့ထွက်လာတာတို့လူလုံးပြတာတို့ပဲရှိရတကယ်တကယ်မြေပြင်မှာတီတီမိမိကုညီနေတဲ့အခြေအနေတွေဆောင်ရွက်နေတာကိုကျွန်တော်တို့တခြားမတွေ့ရသေးဘူးပေါ့နော်နောက်တစ်ခုကအပျက်စီးများတဲ့နေရာတွေထဲမှာခုနရှမ်းပြည်နယ်လိုဟာမျိုးတွေပါတယ်ဥပမာအင်းလေးတို့ညောင်ရွှေတို့ဒါအင်းလေးရေပေါ်ရွာတွေပျက်စီးသွားတာတွေရှိတယ်ဥပမာညောင်ရွှေမှာဆိုလို့ရှိရင်လည်း ျက်စီးတွေဖြစ်ပြီးတော့လူသေဆုံးမှုတွေရှိတာကိုကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့အောင်ပန်းဟိုတယ်တို့ဟလာဒီဖုန်တော်ဦးကျောင်းတို့အဲ့လိုမျိုးတွေပျက်စီးသွားတာတွေလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကစိုးစုံခံရတဲ့အထက်မှာနေပြည်တော်ပါပါတယ်ဟိုနေပြည်တော်ဆိုမှဆိုလို့ရှိရင်ဟလာဒီနေပြည်တော်မန္တလေးအမြန်လမ်းမကြီးပျက်စီးသွားတယ်အားလုံးခီးတွေဆက်သွားလို့မရအောင်နောက်ပြန်လဲရတဲ့အခြေအနေတွေရှိတယ်နောက်ပြီးနေပြည်တော်လေစိတ်မှာအထိခိုက်တွေများတယ်အသေးဆုံးတွေရှိတဲ့အခြေအနေတွေရှိတယ်နေပြည်တော်စေယုံ ပျက်စီးသွားတာ။ Review စီးရင်ပျက်စီးတဲ့တဲ့တင်ကတော့ကျွန်တော်တို့အခုပဲထိုင်ပြီးတော့ဒီ recording လုပ်ဒီမှာထိုင်ကြည့်တဲ့ဗီဒီယို Yeah Aljazeera ကလာတဲ့တင် agency ကနေတွားပြီးတော့ SSC ရဲ့ပြောရေးဆိုခွင့်ရှိသူကိုတွားပြီးတော့ interview လုပ်နေတဲ့အချိန်မှာပဲငလင်းလုပ်တဲ့ trap ပြေးလာအဲ့ပုံတွေကိုရခဲ့တယ်။အဲ့ဒါကို report လုပ်နေတယ်ပေါ့နော်။အဲ့ဒါတွေတော့ကျွန်တော်တွေ့ခဲ့။ဘာကြောင့်လဲဆိုတော့ငလင်းငလင်းမလုတ်ခင်လွန်ခဲ့တဲ့10နှစ်72နှစ်လောက်ဝင်းကျင်မှာနေပြီးတော့မှာ အဲ့ဒါတမရနေ့ online နေ့ဆိုတော့ချိန်မှတ်ခဲ့တာဟုတ်ဟုတ်ကဲ့ဆိုတော့ဟိုစေကောင်းဆောင်ကတော့နေပြည်တော်မှာလမ်းပေါ်ထွက်လာတာကျွန်တော်တွေ့ရတယ်ဒါမဲ့ကျွန်တော်ကဘာကိုပြန်စဉ်းစားမိလဲဆိုတော့ယာကိမုံတိုင်းဖြစ်ခဲ့တဲ့2024မှာဖြစ်ခဲ့တဲ့ချိန်တော့လည်းဒီလိုပဲထွက်လာခဲ့တယ်ဒါမဲ့ဖနက်တောင်ရေမဆူခဲ့ဘူးပေါ့လေအဲ့ချိန်တော့လည်းအခုလည်းလူလုံးထွက်ပြရတာလောက်ပဲလားပေါ့လေအဲဒီလိုမျိုးတော့ဟိုတွေးမိတာရှိတာပေါ့နောက်တစ်ခုကတစ်ချိန်တည်းမှာပဲဒီငလျင် လှုပ်ခတ်မှုကမြန်မာတခုတည်းတယ်မို့ဒီထိုင်းဝင်နိုင်ငံမှာထိခဲ့တယ်ဆိုတော့ဒီမှာဟိုကျွန်တော်တို့လည်းထွက်ပြေးလိုက်ရတယ်ပေါ့နော်ဟိုထိခိုက်မှာဖြစ်လို့ဆိုတော့အဲ့အဲ့လိုအချင်းနေကြုံခဲ့တယ်အဲ့ဒီအချင်းကဘန်ကောက်မှာအထက်မြင့်အဆောက်အုံတွေတော်တော်စိုးစိုးဝါးရိုက်ခတ်မှုတွေရှိခဲ့တယ်ဟိုတချို့ပြိုကျမှုတွေရှိခဲ့တယ်ဆောက်လက်ဆအဆောက်အုံတွေပြိုကျတာရှိရဲ့အဲ့ဒီဖြစ်စဉ်တွေမှာကျွန်တော်တို့မြန်မာရွှေပြောင်းလုပ်သားတွေတောင်တည်ဆုံးမှုတွေရှိတယ်ဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာကြည့်ရင်တော့အဲ့ဒီဖြစ်စဉ်တွေကို깟တွယ်တဲ့ပုံစံကတော့ မြန်မာနဲ့ထိုင်းနဲ့ကွာခြားတာလေးတော့တွေ့တယ်။ထိုင်းမှာဖြစ်ဖြစ်ချင်းဒီဒီ after shot တွေပေါ့နော်နောက်ဆက်တဲ့ဟာတွေကိုအရေးပေါ်ကြီးညာတယ်ဟိုရှောင်ရှားဖို့အချိန်တွေပြောတဲ့အပြင်ကိုကုညီကယ်ဆယ်ရေးကိစ္စတွေ24ကိစ္စတွေဆက်ရန်တရားတွေဒီကုညီကယ်ဆယ်ရေးအဖွဲ့တွေကမြေပြင်ဝုန်းဝန်းနဲ့ဆိုရောက်လာပြီးအဲ့နေရာတွေအကုန်ဝင်ပြီးတော့ကုညီတာတွေတွေ့ရတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အဲထဲမှာတော့ ကျွန်တော်ဒီနေ့ဖြစ်စဉ်တွေအကုန်လုံးထဲမှာတွေ့ရတာမန္တလေးမီးလောင်တဲ့နေရာမှာမိသက်ကားလာတာတခုလောက်ပဲကျွန်တော်တို့တွေ့ရပြီကျန်တဲ့နေရာတွေမှာကုညီကယ်ဆယ်ရေးတွေကျွန်တော်တို့ချက်ချင်းရောက်လာတာမတွေ့ရဘူးကျွန်တော်တင်တာတော့ဒီ volunteer လောက်တဲ့ဖွဲ့စည်းတွေလာတာကျွန်တော်တို့တွေ့ရတယ်အာဆိုအနဲ့ဟလာစစ်တမ်းနဲ့မပတ်သက်တဲ့ဖွဲ့စည်းတွေရှေ့ထွက်လာတာပဲကျွန်တော်တို့တွေ့ရတယ်ပြီးတော့ကျွန်တော်တို့ခုနကပြောခဲ့သလိုနေပြည်တော်ကအဲအပြည့်စည်းတွေကိုတွားကြည့်တဲ့အခါမှာလည်း ခုနပြောသလိုပဲကျွန်တော်တို့လက်ညိုးလက်ညိုးညွန်ညွန်ကြားတယ်ဆိုတဲ့အစင်ပဲရှိပြီးတော့ဆောက်ကလေးပြောတဲ့အခါမှာအဲဆက်ရန်ညားတွေတောင်းရမယ်ပိတ်မိနေသူတို့ခေါ်ထုတ်ရမယ်ပြီးတော့ဒီလူနာတွေကိုကျွန်တော်တို့ဆေးရုံတွေအမြန်ပို့ရမယ်အဲဆေးရုံတွေမှာကျွန်တော်တို့သူတို့လူနေသွေးလိုအပ်ချက်တွေသူတို့ရဲ့ medication လိုအပ်ချက်တွေဟလာအဲ့ဒီကိစ္စတွေလုံးဆောင်တဲ့အခါဒီမှာအားနည်းချက်တွေအများကြီးရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဘာလို့ကျွန်တော်ဖြတ်ခနဲ့သွားတွေ့မိလဲဆိုတော့2021အနာသိမ့်ပြီးတဲ့အခါမှာစစ်တပ်ကအနာသိမ့်တဲ့အတွက်ကြောင့် စီဒီအမ်လောက်ခဲ့တဲ့ဟာလာဒူနာပြုတ်တွေတကယ်ကိုအထွေကြုံရှိတဲ့ဆရာဝန်ဆရာမတွေအများကြီးရှိပါတယ်ထောင်ထဲချီပြီးရှိပါတယ်အဲသူတို့တွေကဒီနေ့ဒီချိန်မှာဒီဒီမြန်မာပြည်ထဲမှာဆရာမြန်မာမြန်မာစစ်ကောင်စီနဲ့တူရှိနေသူတွေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီချိန်မှာဒီလိုမျိုးတကယ်ကိုအရေးတကြီးလိုအပ်နေတဲ့ချိန်မှာသူတို့တွေကိုလိုအပ်တာပေါ့ဒါပေမဲ့ဒီခုချိန်မှာစစ်ကောင်စီအနေနဲ့အဲကိုသူ့အနေနဲ့တကယ်သူ့ကိုယ်တိုင်ကြုံရတဲ့တကယ် crisis တစ်ခုပေါ့နော် ဒါပေမဲ့သူ့မှာသူ့သူ့ဘယ်သူကလာပြီးကုညီရမှာလဲဆိုကိစ္စပါအဲကြောင့်လဲကျွန်တော်တို့ခုတရင်ဒီ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 ကိစ္စကို recording လုပ်နေတဲ့ချိန်မှာပဲအဲစစ်ကောင်စီဘက်ကနေအဲနိုင်ငံကအကူအညီအထောက်ပံ့တွေကိုဖွင့်ပေးမယ်လိုချင်နေဆိုတော့တရင်တွေထွက်လာတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ခုနပြောသလိုပေါ့နော်ယာကီမုံတိုင်းတော့ကလည်းနေပြီးတော့တဝိုက်တောင်သူနိုင်အောင်မလုပ်နိုင်ခဲ့ဘူးကျန်တဲ့နေရာတွေလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကပဲအဓိကလှုပ်သွားတော့ဒီမှာ capacity မရှိပါဘူးဒီတစ်ခေါက်လည်း ဒီအခြေအနေထက်လွန်မယ်လို့တောင်းလွန်မယ်လို့မထင်ဘူးပေါ့လေပြောရမယ်ဆိုရင်တော့နောက်တစ်ခုကကြတော့ဟလာဒီလက်ရှိကြုံနေရတဲ့အခြေအနေမှာသူတို့ဘာတွေပြင်ဆင်နိုင်တယ်လဲဘာတွေလုပ်နိုင်တယ်လဲပေါ့ဘာလို့လဲဆိုတော့2008 Nugget မုန်တိုင်းအချိန်တုန်းကဆိုလို့ရှိရင်နမူနာတွေရှိခဲ့တယ် Nugget မုန်တိုင်းမှာလူတွေတိမ့်နဲ့ချီပြီးတည်နေတဲ့အချိန်မှာဟလာဒီသူ့ရဲ့အာနာတီမြဲဖို့အတွက်ကိုပဲကြိုးပမ်းခဲ့တာရှိတယ် တကယ်တမ်းဒီနာဂေမုံတိုင်းကုညီကယ်ဆယ်ကိစ္စတွေထိထိရရမဆောင်ရွက်ခဲ့ဘူးဒါလုံးဝတေချာတဲ့မှတ်တမ်းတစ်ခုပဲအဲကြောင့်လဲဆိုတော့ဒီနာဂေစတုံးကိုပြန်ကြည့်မယ်ဆိုရင်သူက2008က preference လုပ်မယ်နှစ်ဟုတ်ကဲ့လူလူဆန္ဒခံယူပွဲလုပ်မယ်နှစ်ဖြစ်တယ်အဲ့ဒီအချိန်မှာပဲခုနလိုပဲတကယ်ကြီးမားတဲ့ဒီ super super မုံတိုင်းပဲလာတိုက်တယ်ဒီဒီ era တိုင်းအဲ့ဒီခုလုံးမှာရှိတဲ့လူပေါင်းတသိန်းကျော်ဖေဆုံးနေတယ်လို့ UN ရဲ့ ဒီခမန်းချက်တွေကကျွန်တော်တို့သိရတယ်ဆိုတော့အဲ့ဒီအချိန်မှာပဲအဲ့ဒါကိုအဲ့ဒီလူတွေကူညီမဲ့စာ သူလုတ်ချင်နေဆိုတော့ referendum ကိုအာဘူဂျိုကြီးတန်းရွှေကရှစ်ဆက်ပြီးလုတ်သွားတယ်ဘယ်လောက်ဖြစ်ဖြစ်အောင်လုတ်ဖြစ်ဖြစ်အောင်လုတ်သွားခဲ့တယ်သူဒေဒေသူဒေဒေဆုံးခဲ့တာတက်ပေါင်းများသာဆုံးရှုံးခဲ့တာသူလုံးဝကြီးမကြည့်ခဲ့ဘူးဆိုတဲ့ကိစ္စပေါ့လေအခုဒီကျွန်တော်တို့ကတော့ကျွန်တော်ကတော့ကျွန်တော်အဲ့ဒီအဲ့ဒီအဲ့ဒီ2008ကိုကျွန်တော်တို့ကကာဘာလုတ်ခဲ့ဘူးတယ် ဆိုတဲ့အခါမှာပြည်တွင်းမှာပြပါမှာပေါ့နော်ပြန်ဘောက်သွားပြီးတော့တတိယလဲဆိုတော့အဲ့တော့လည်းအဲ့လိုမျိုးသူတို့လောက်ခဲ့ပူးသလိုအခုအဲဒီလိုမျိုးပဲတူတဲ့ချင်းကမှုပေါ့နော်အချင်းဆက်ကိုသွားတွေးတာတွေးရတယ်စိတ်ကောင်းစီဘက်ကဆိုတော့အာတတိယဘာကြောင့်လဲဆိုတော့ကျွန်တော်ကဘောက်သွားမိလဲဆိုတော့29ရက်နေ့မှာမလ29ရက်နေ့မှာကျွန်တော်တို့ဒီတောင်လိုင်းနေ့ပေါ့နော်အဲကျွန်တော်လည်းဖက်စစ်တောင်လိုင်းနေ့လို့ခေါ်ကြတယ် အတမတော်နေလို့လည်းခေါ်တယ်အဲဆိုတော့ဒီစစ်ကောင်စီကတမတော်နေလို့ခေါ်တာပေါ့နော်အဲလိုကျင်းပတဲ့နေ့မှာသူတို့ပြောသွားတာတော့သူတို့ပြောသွားတာဘာလဲဆိုတော့ EAO တွေ EAO တွေအားလုံးလည်းနဲ့ချရမယ် PDF တွေလည်းနဲ့စွန့်ရမယ်အားလုံးလည်းနဲ့သာချကြအဲပြီးတော့ပြီးတော့ရုပ်ကောက်ပဲလုပ်မယ်လို့ပြောသွားတယ်ပေါ့နော်နောက်ပြီးတော့စစ်တပ်အနေနဲ့နိုင်ငံရေးကမထွက်ဘူးဆိုတာလည်းပါတယ်အဲကိစ္စတွေလည်းပါတယ်ပေါ့နော်ဒီဒီလိုမျိုးဆွေးနွေးပွဲတွေဒီလိုမျိုးဒီလိုမျိုးအတန်တွေထွက်နေတဲ့ကာလတစ်ခုပေါ့ ပြီးတော့မြန်မာ narrative ကိုပြောင်းရမယ်ဆိုတော့လိုမျိုးစစ်ကောင်စီကိုစစ်ကောင်စီဘက်ကလိုက်တဲ့ပညာရှင်ရအောင်ဘာရအောင်နေရာလဲထွက်ပြီးစကားပြောတဲ့ကာလတခုလို့ပြောလို့ရပါတယ်ဆိုတော့အဲ့ဒီကာလမှာပဲ now နေမကူးခင်လောက်မှာပဲကျွန်တော်တို့နေကူးတဲ့ကာလနေကူးပြီးတိတ်မကြတဲ့အချိန်မှာပဲကျွန်တော်ဒီငလင်လောက်တာကိုကျွန်တော်သူပြောပြီးတော့နောက်တည့်ရမှာပဲမှာပဲငလင်လောက်တာကိုကျွန်တော်ဒါပေမဲ့စစ်ကောင်စီကပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်ကိုပြင်ကြည့်မိတယ်စစ်ကောင်စီကောင်းဆောင်ကိုလည်းထွက်ပြောတာရှိပါတယ် ဒီနိုင်ငံတော် budget ကိုသူတို့ပြဋ္ဌာန်းတဲ့အခါမှာစစ်တုံးစိတ်ကပိုပြီးကြီးတယ်ဆိုတာသူတို့ကိုယ်တိုင်ဝန်ခံသွားတာကျွန်တော်တွေ့ရတယ်။အဲ့မှာကျမ်းမာရေးနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့တုံးဆွဲမှုဟာအရင်နဲ့တာကျွန်တော်တွေ့ရတယ်။အဲ့ထက်မှာခုနပြောတဲ့အဲဒီတဘာတဘာဝဘေးတဘာဝဘေးအနေနဲ့တွေ့တဲ့တဘာဝဘေးအနေနဲ့တွေ့တုံးမယ်ဆိုတဲ့ကိစ္စမှာဘာမှတမ်းမှကျွန်တော်ထောက်တာမတွေ့ရဘူး။ NLD အစိုးရလက်ထက်မှာတော့တဘာဝဘေးအန်တဲ့ကုညီကယ်ဆယ်ရေးကိစ္စအတွက် ကြိုးပမ်းခဲ့တာကျွန်တော်တွေ့ရပါတယ်။ဟုတ်ကျွန်တော်လူကပြန်ဝင်ကြီးဌာနရှင်းရရောက်ခဲ့တဲ့ကိစ္စတွေပေါ့နော်။ဆိုတော့အခုပြန်ကြည့်မယ်ဆိုရင်ဒါနဲ့ဒါနဲ့ပသက်ပါပြင်ဆင်ခဲ့တာကျွန်တော်မြင်တယ်။သူတို့ပြောချင်တာအာနာဆက်လက်တီမြေရေးဆိုတဲ့ကိစ္စစစ်ဘတ်ဂျက်ကိုပို့ပြီးတော့မြင့်သုံးမယ်ဆိုတဲ့ကိစ္စဒါအပြင်ဒီတက်ပို့ပြီးသူတို့မှချီးမားတဲ့မြင့်မြတ်တဲ့အတွေ့အကြုံသူတို့မှမရှိဘူးဆိုတာကျွန်တော်တွေ့ရတယ်။တက်ခါထက်ပြီးတော့ပဲအခုတဘောဘေးရနေရပဲထက်ပြီးတော့လက်စင်ချီးမြန်မာပြည်ကိုရောဒီစီအာနာရှင်တွေရော ဒါပေမဲ့အတိုက်ခံတွေကတော့ passive debt လို့ခေါ်တာပေါ့နော်ဒီလူတွေကိုပညာထပ်ပေးတယ်ဒီလူတွေကိုတကယ်သင်ခန်းစာအကြီးတစ်ခုပေးတယ်ဆောင်မွက်တစ်ခု test ဆက်တယ်လို့ကျွန်တော်ထင်တယ်အခုကျွန်တော်မြင်တာကတော့ဒီလိုမျိုး crisis တွေဖြစ်လာပြီဆိုရင်ဥပမာဒီဘာဘေးနဲ့ဖြစ်လာပြီဆိုရင်ကျွန်တော် nagis nagis ပြီးတော့နှစ်နှစ်တွင်းအောင်ပြောရင်မှအပြောင်းအလဲဖြစ်တာကျွန်တော်တွေ့ရတယ်အခုကျွန်တော်အခုသိကျင်တာပါလဲဆိုတော့ earthquake ကျွန်တော်ညီငလင်လှုပ်ပြီးတဲ့ပြီးနောက်ပိုင်းမှာဘေးပတ်ဝန်းကျင်နိုင်ငံတွေက ိုင်းနိုင်ငံအိန္ဒိယတရုတ်တို့အားလုံးကအခုဒီအခက်အခဲကိုဘယ်လိုဝင်ကူပေးရမလဲဆိုတော့အဲ့ဒီပြည်တော်ဆက်သွေးတာတွေတို့ရှိနေပြီလို့ကျွန်တော်တို့ကြားရပါတော့ဆိုတော့ဒီအခါမှာတို့ဘယ်လိုချင့်ကပ်ကြမလဲဆိုတဲ့ကိစ္စလည်းအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကအမြဲတမ်းဒီလိုမျိုးပေးတဲ့အကူအညီတွေကိုတို့နာမည်တက်ပြီးတော့တို့ရဲ့ legitimacy တို့ရဲ့အမြဲတမ်းတုံ့ချတာအရင်တော့ကျွန်တော်တို့အမြဲတမ်းတွေ့ကြရတာဖြစ်ပါတယ်ဒီစစ်တပ်တွေဒီစစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ကာလတွေမှာ သူတို့စိုးမိုးတဲ့ကာလတွေမှာလားသူတို့ရယူထားတဲ့ကာလတွေမှာဘေးအန္တရာယ်တွေကြုံတိုင်းမှာပြည်သူတွေကပို့ပြီးတော့ဒုက္ခရောက်တဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရတာပေါ့လေအခုလဲဘလောက်ထိဒီအခြေအနေမှာထပ်ပြီးစိုးစိုးဝါးဝါကြုံတွေ့ရအောင်မလဲဆိုတော့ကျွန်တော်တို့မသိနိုင်သေးဘူးပေါ့လေလက်တလောအနေထားကတော့လားထီထီမိမိကုနိုင်မယ်ဆိုတော့မျောလင်းချက်ကကျွန်တော်တို့အမြင်ထဲမှာ သိမရှိမရှိဘူးဟုတ်တယ်အဲ့တော့ကျွန်တော်ကဒီဒီဒီစကားဝိုင်းဒီစကားဝိုင်းကိုဆုံးသက်ချင်တာတော့ဒီလိုမျိုးတကယ်ကြီးမားတဲ့ natural disaster လို့ခေါ်တဲ့ဘာဘေးအညာတွေကျွန်တော်တို့ကြုံတဲ့အခါတိုင်းမှာမြန်မာပြည်သူတွေဆိုရလဲအတိတ်တပေါင်းတွေယုံကြည်တဲ့သူတွေဘယ်လက္ခဏာရန်ရားတွေယုံကြည်တဲ့သူတွေဖြစ်တယ်ဒီလိုပဲစစ်ကောင်းဆောင်နေရလဲဟလာခုနလိုမျိုးတောင်းပန်ကြွမင်းဆိုတာမျိုးလောက်ထိကိုအစင်တန်းမရှိစွာယုံကြည်တဲ့သူတွေဖြစ်တယ် ်ဆိုတော့မြန်မာပြည်သူတွေကမြင်တာကတော့ဒီနေ့ကျွန်တော်တို့တိုင်းပြန်ကတ်ဆိုင်နေတယ်ဆိုတဲ့အမြင်啊အနာသိင်းပြန်ကတ်ဆိုင်နေတယ်ဆိုတော့မြင်တဲ့သူတွေအများကြီးရှိပါတယ်အဲ့လိုမြင်တဲ့အခက်အခဲတွေကြားထဲမှာလည်းစစ်ကောင်စီပါပါတယ်အဲကြောင့်လည်းသူက election လုပ်မယ်ရွေးကောက်ပွဲလုပ်မယ်သူဒီကနေ့ထွက်ပေါက်လို့ကိုစ조사တယ်ဘီရင်ရက်ဘီရင်ရရလေးနဲ့သူစူးစမ်းရတာလေအများကြီးရှိကြတယ်ကျွန်တော်တို့ကိုယ်တိုင်ပဲဟလာလုံခဲ့တဲ့လင်းနေကနေဒီမှာရေးခဲ့တာရှိပါတယ်ဒီဟိုကဘောနော်ဟိုအတိတ်တပောင်းပဲဖြစ်ဖြစ်ယုံကြည်တဲ့သူတွေက ဒီမင်းစိုးမိညစ်တွေဒီလိုစိုးမိုးနေတဲ့ကာလမှာဒီလိုပဲမြန်မာပြည်ရင်းဘုတ်တခြားနိုင်ငံတွေမှာလည်းအဲ့လိုမျိုးဖြစ်ဆိုးတွေကံကြမ္မာစိုးတွေနဲ့ကြုံရလေးရှိတယ်ဆိုတော့အတွေးကော်တွေ superstition ဖြစ်တာတွေရှိပါတယ်ဆိုတော့ဒါကြောင့်လည်းကျွန်တော်ထင်တာအခုအာဘိုးချုပ်ကြီးမင်းအောင်လည်းနေပြည်တော်မှာရှောက်ပြီးတော့ uniform ပွေပြီးတော့တညွညွညွန်ကြတော့လည်းပဲသူ့နောက်မှာဘာမှမရှိဘူးကြော်လိုက်ပြည်သူအမြင်နေရတယ်သူတို့ကိုယ်တိုင်ကလည်းအာငါတို့လက်ထက်မှာဒီလိုဖြစ်ပါလားဆိုတော့ အထွေးခေါ်သူတို့ရဲ့စိတ်ခံစားမှုသူတို့ psychology ကလည်းအကြီးကျယ်သူတို့ဘုံပြန်ပြီးတော့တိုက်ခိုက်နေတယ်ပြီးတော့ဟလာဒါသူတို့ဆောင်းမွေးစစ်လိုက်တာပဲဆောင်းမွေးစစ်တယ်ဆိုတာဒီတဘာဝကသူတို့ဆောင်းမွေးစစ်လိုက်တာပဲသူတို့ထဲမှာလည်းအများကြီးရိုက်ခတ်မှုရှိတယ်လို့ကျွန်တော်တော့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဂျေဇူးတင်ပါမယ်ဂျေဇူးတင်မယ်ကိုကျော်ပါ